ကိုရီအတွက်လည်းအသက်ဟိုဟာအမေဝိုင်းပြောသလိုပေါ့နော်သူ့ရဲ့အမှုပညာတက်တန်နဲ့60မှာပထမဆုံးလုပ်ဘူးတဲ့ပုံစံမျိုးဆိုတော့အမအတွက်လည်းအဲဒီလောကမှာအမဆိုလို့ရှိရင်အနှစ်ဟိုဟာပေါ့28နှစ်နှစ်ပေါင်း30နီးပါးမှာအမလည်းပထမဆုံးဒီလိုမျိုးတွေ့ကြုံလို့ပြရဆိုတော့အရင်ရင်လဲခုန်နေပါတယ်ဟုတ် ကြည့်မကြည့်ရသေးဘူးခုဒီမကြည့်ရဒီနေ့မှတို့ရ surprise ဆိုပြီးတော့ပြရမှာပေါ့နော် great e top at the ဟာတော့ဒီကောင်ဝိုင်းရန်အားပေးရမီဒီယာတွေတောင်မှမဝယ်ဘူးမှတ်ထားရနော် interview တွေလုပ်ပြီးတော့တောင်မှတော့ဘာဒီမဝယ်ဘူးအလုံး၃ောင်းဆိုတော့တန်ဖိုးရတော့မသိဘူးဒါပေမဲ့အလုံး၃ောင်းပေါ့နော်ဟုတ်အလုံး၃ောင်းရောင်းရောင်းခဲ့ပါတယ်ရှင်ဟုတ်အဲ့ဒီကောင်လေးမောင်ဈေးရောက်လာလေဝါသနာပါအဲ့လိုမျိုးလေ ိုကောင်းတာကောင်းရောင်းကောင်းဝယ်နဲ့ပတ်စံရှာတဲ့အလုပ်ကိုအကုန်လုံးကြိုက်ပါတယ်။အာဒီနေ့ကတော့စိန်သွေးဘူးကြော်ညာလေးကိုသူက press show လို့မျိုးပေါ့နော်ရုပ်ရှင်လိုမျိုးလေးနောက်ဝယ်လေးမှပြရတာအဲ့ပွဲလေးတက်ဖြစ်လာပါရှင်။ဟုတ်။ That told it my chill and ya ha to send you to song မျိုးနေရ။ဒါကတော့လုံးဝဟိုမမြင်ဘူးတဲ့လုံးဝအစ်ကိုတွေအတွက်လည်းအစ်ဟိုအမေဝိုင်းပြောသလိုပေါ့နော်သူ့ရဲ့အမှုပညာတက်တန်းနှစ်60မှာ ပထမဆုံးလုပ်ဘူးတဲ့ပုံစံမျိုးဆိုတော့အမအတွက်လည်းအဲဒီလောကမှာအမဆိုလို့ရှိရင်အနှစ်ဟိုပါတော့28နှစ်နှစ်ပေါင်း30နီးပါးမှာအမလည်းပထမဆုံးဒီလိုမျိုးတွေ့ကြုံလုပ်ခုရဆိုတော့အရင်ရင်လဲခုံနေပါတယ်ဟုတ်ကြည့်မကြည့်ရသေးဘူးခုဒီမကြည့်ရဒီနေ့မှသူက surprise ဆိုပြီးတော့ပြရမှာပေါ့နော်ရဲ့တနာဒီမွေဟာ ဒနာဆိုင်တစ်ခုကနှစ်ပေါင်း40လောက်ရည်တည်လာနိုင်တယ်ဆိုတာအရေးကြီးဆုံးကတော့အမှတ်ရှင်ကတော့ trust ပေါ့နော်ဟိုယုံကြည်မှုရှိဖို့ယုံကြည်မှုရှိဖို့ဆိုတာလည်းအချိန်ပေါ်မူတည်ရပါတော့အဲ့တော့အချိန်ပေါ်မှာတိဆောက်ရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလောက်နှစ်ကြာကြီးတိဆောက်လာနိုင်တယ်ဆိုကြရတော့ဟို quality ကောင်းလို့အမှတ်ခံရှိလို့ပေါ့နော်နောက်လူတွေယုံကြည်ရတဲ့ဆိုင်ဖြစ်လို့ဒီလောက်ထိဒီအချိန်ထိပေါ့နော်ပူတော်နိုင်တာလို့ မြင်ပါဘူး။စိတ်နေရတော့လေဟိုအရန်ကိုလက်ထနေရပါဘောနော်။အဲ့လိုမျိုးလေဟို GI အမလည်းကက်တည်လဲဟိုကြော်ညာရိုက်တဲ့နေရာကက်တည်လဲမြင်ရပါလေ။ကက်တည်ကုန်လို့ဆိုလို့ရှင်လည်းတကယ်ကို IF 3 excel နဲ့အဲ့လိုမျိုးဟာတွေယူရအကုန်လုံးဟိုကောင်းတဲ့ quality တွေယူရအကုန်လုံး color တွေဆိုလည်းအမြင့်နေပြီဘောနော်။အဲ့လိုမျိုး GI ကမှအကောင်းတွေပဲ깟နေတာဆိုတော့ဘာဖြစ်ဖြစ်ဒီလိုじゃမဟုတ်လို့လည်းစိတ်ဝယ်ဘူးဖြစ်နေရလို့ဘောနော်။အဲ့လိုမျိုးပြောချင်တာပါ။စိတ်ဝယ်ဘူးရဲ့ ညာတော့ကအဲ့ဟာသူနည်းနည်းခတ်တယ်ဒီဥစ္စာလုံနေချင်မဟုတ်တော့ဘူးအဲ့ဟာအမအဲ့ချိန်မှာဟိုဟာပေါ့ဟိုဟာရောက်နေရပါလဲအင်းအိန္ဒိယကိုရောက်နေကိုသားညီနဲ့ကားရိုက်အိန္ဒိယကိုရောက်နေအချိန်မှာအမအဲ့ထမင်းစားခိုင်းတယ်မှာသူနဲ့ကိုနဲ့တစ်ချိန်လုံးအဲ့သချင်းတွေစိုးပြီးတော့လေကားကားစီးရင်လဲစိုးရှူတင်ရောက်ရင်လဲစိုးအဲ့လိုမျိုးကြီးလုံနေတာပေါ့နော်ဟုတ် ော့ဒါပထမဆုံးစုံမှုတာပေါ့နော်တကယ်ကိုကိုယ့်ထက်အရန်ကိုစီနီယာအကျန်းကိုလည်းတပိုင်းနဲ့တူနောက်တော့တကယ်ကိုတော်တဲ့သူနဲ့စုံပြရတဲ့အတွက်ကြောင့်မလို့အတူတွဲလို့ပြင်ရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟိုပါလေအိုးတန်ကြောက်မြင့်နေမှာအကုန်ကြိုက်တာအဲ့လိုတော့မဆုနိုင်သေးပါဘူးစူးစမ်းလိုက်အောင်ဒါမဲ့ဟိုရိုက်နေတော့ကလေလိုချင်တယ်အဲ့လိုမျိုးဟိုပါလေအနီမို့ပြောသလိုပေါ့ဒါလားလက်သေးကုန်လောက်ရှိတဲ့စိတ်ငကက်ကြီးအဲ့လိုမျိုးတွေတော့အရင်လိုချင်တော့ကျိုးကတော့အမကနှစ်ကျိုးသုံးကျိုး ကျိုးက3ကျိုးအကြီးကြီးပဲတိတက်ကြီးရဲ့ဟာလည်းပါသေးတယ်ဆိုတော့ဒီနေ့ကတော့ဒီဒီကျိုးနဲ့ပေါ့နော်ဒီနောက်တခြားနှစ်ကျိုးလည်းဝတ်ခဲ့ရတယ်ရှင်ဒီနေ့ကျိုးလည်းလိုချင်တယ်ဟိုကြော်ညာတွေကကျိုးလည်းအလိုချင်ဆုံးကကြော်ညာတွေကကျိုးပေါ့နော်ပါလေးရ Grade A top battery ဟာတော့တော့ဒီကောင်ဝိုင်းရန်အားပေးရမီဒီယာတွေတောင်မှမဝယ်ဘူးမှတ်ထားရနော်အင်တာဗျူးတွေလုပ်ပြီးတော့တောင်မှတော့ပဲဒီမဝယ်ဘူးအာ ုံး၃ငောင်းဆိုတော့တန်ဖိုးရတော့မသိဘူးဒါပေမဲ့အလုံး၃ငောင်းပေါ့နော်ဟုတ်အလုံး၃ငောင်းရောင်းရောင်းခဲ့ပါရှင့်ဟုတ်အဲ့တော့ကျမကြီးကိုပို့ပြီးတော့ဟိုခယူးဆိုင်တဲ့သူပို့များလာတယ်လို့အမကတော့မြင်တယ်ဘာဖြစ်လို့ဆိုတော့ထောက်ပြတီးကတကယ်ကို good cholesterol လीနော်ဟို ဒိုက်အလုံးနေတဲ့သူတွေအတွက်ကောနောက်တော့ဟိုကောင်းတဲ့ဟာကိုပို့ပြီးတော့စားလာကြတာသိရတဲ့ကြောင့်မို့ဒါလူတွေကပို့ပြီးတော့ခုနောက်ပိုင်းမှာကျမရေပို့ပြီးတော့အလေးထားလာတယ်အဲပို့ပြီးတော့ကောင်းတဲ့ဘက်ကိုသွားလာတဲ့ကြောင့်မို့အဲ့ဒါကိုသိရအောင်ဟောဝမ်းသာတယ်ဟုတ်အဲ့လိုတော့မရှိပါဘူးအပားစိုက်ထားတာတော့လောလောဆယ်ထောက်ပဲ့သေးပဲရှိတော့ထောက်ပဲ့သေးပဲဟုတ်နောက်နောက်နှစ်ပေါ့ဟုတ်ငါးငါးမျိုးอ่ะဩရောင်းတာဟုတ်တယ်ဟုံးလုံးကလေအမအဲ့လိုမျိုး မေကဟင်းချက်တာဝါသနာပါတယ်ဆိုတော့အဲ့ငါးငါးမျိုးနဲ့ပေါ့နော်မွေးငါးချက်ပြီးတော့တနင်္ဂနွေနေ့တရက်ဆိုရင်အဲ့လိုရောင်းတယ်ဒါပေမဲ့တနင်္ဂနွေနေ့ရောင်းနေဆိုရင်စနေနေ့ညမှာဥယိုင်းတို့ဘာလို့အဲ့လိုလာစားကြရတယ်အကုန်လုံးအမှုပညာရှင်ဒီအထက်ကလူတွေအကုန်လုံးလာစားရင်းနဲ့ပုံကားတနင်္ဂနွေနေ့ရောင်းမှုမရှိတော့ဘူးဟိုကြီးကောင်းလေမောင်လာဝါဒနာပါအဲ့လိုမျိုးလေဟိုကောင်းတာကောင်းရောင်းကောင်းဝယ်နဲ့ပတ်စံရှာတဲ့အလုပ်ပုံလုံးကိုကြိုက်ပါတယ်။ကဲပါစိတ်ဝင်ဖို့အခုမှ အဲသူရဆိုင်ဆိုပေဘူးကအခုမန္တလေးမှာနှစ်ဆိုင်ရန်ကုန်မှာတစ်ဆိုင်ပေါ့နော်ဂျန်ရှင်စီးတီးမှာဖွင့်လှစ်ထားပါဂျန်ရှင်စီးတီးပွဲတော့ကလည်းအမပဲဟိုဖွင့်ပွဲတော့ကလည်းကိုယ်ပဲတက်ခဲ့တာဆိုတော့လေအဲတကယ်ကိုအရန်ကိုရေသွေးကောင်းတဲ့ quality ကောင်းတဲ့ပစ္စည်းတွေရောင်းချပေးနေတဲ့အတွက်ကြောင့်မလို့ဆိုင်ဆိုပေဘူးနှစ်ပေါင်း50မှာနှစ်ပေါင်းကြာချီရာချီအများကြီးဆက်လက်ပြီးအောင်မြင်ပါလို့ဆုတောင်းမိလိုက်ပါတယ်